ကံတရား၏စုချက်တွင်ရှေးရည်ဇက်သည်ဆေးရောင်ဆေးဇက်တို့ဖြစ်ခဲ့၏အတိတ်ဘဝကစူးခဲ့ဘူးသောစူးကလေးတစ်ချောင်းကြောင့်ဤသို့တောရိပ်တောင်ရိပ်ကြီးတဲ့ဝယ်နတ်ရှင်နောင်နှင့်သူမဆုံတွေ့ခွင့်ရခြင်းအမှန်ပင်ဖြစ်သည် လူနေဟံပန်နှင့်ဝတ်ပုံစားပုံ ရုပ်တံကနတ်ရှင်နောင်ဟူ၍ ုံဖော်ပြထမ်းထားနိုင်တော်လီကျွန်တော်ဤနှလုံးသားနှင့်မျက်လုံးအကြည့်တို့ကအားငယ်သည့်နှင်းစီပန်းလေးတပွင့်နေသူမ၏ရှေ့၌တထက်ချင်းတဖက်ချင်းကြွေ၍ကြွေ၍ကြနေ၏မိတို့ပင်ဖြစ်စီရင်ကိုစူးဝင်ငယ်သောနေ့တနေ့အားကျွန်တော်ကပင်ခြေစူးတင်မဆုံးတော့ ချောရွယ်ဝညညညောင်းကညွန်လျောခွေပြောင်းတွင်နှောင်းရသည်မာနေယူနေလားချိန်ကဝဲမွေသားမော ွေပြောင်းငွေနောင်ရာဒီမှာနေယူနေလားကျွေရာဝဲလားဆင်းရွှေမုံရောရာညီတို့တလျောလွန်ဝဲတာမောစွာမိုးပြစုံဒီဝါ ဝေမခုလူတိမ်မိုးဆိုင်မှာဖြစ်ကတိုင်းဝဲစင်လာနတ်ရှင်ကိုမြင်အောင်မိပြန်နာခပြာတီကျွေးစာပလီတင်းတွေနဲ့ရေးခွဲအမှုပြန်လာတာသူတည်းရဲ့ရဲ့နဲ့လွမ်းမှုဆွေလူရွာမပြေနိုင်မှာ ဝေအမောင်မသာဆောင်စီမိပမာအမှုပညာမြောက်စံတဲ့နိုင်လောက်စာပြောင်းဝဖိနေတော့ခဲတာချက်တူရေစာသူရှင်ရဲ့ခန္ဓာဝေအမွေးနေ Bye. ရှင်ကိုမြ ပြေးနိုင်ပါဘူရိုနိုင်ပါတော့ကရဲ့စီလာတဲ့နာစင်ကြီးกว่าဝေးဆွေးနေပြန်သာတတ္တာချမ်းရရှာကြာစဝေးအမောင်မကြောင်စီမီပမာအမှုပညာမြောက်စံတဲ့နိုင်တော့စာပြောင်းဝဖိနေတော့ခဲ့တာ